မင်္ဂလာပါကျွန်တော် CS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေကဲဒီတစ်ခေါက်မှာကျွန်တော်တင်ကန်းစာကိုဟိုရောက်တီရောက်လို့တော့မဟုတ်ဘူးဒီခေါက်မှာကျွန်တော်မော်ဂျူးကြောင်းလေးပြန်ပြောဘာဖြစ်လို့လဲအရင်တစ်ခေါက်မော်ဂျူးပြောတော့ကလည်းနည်းနည်းအဲတစ်ခုလေးလာနေတဲ့ဗီကန်နာတိမတိသေးတာလည်းအများကြီးရှိနေတယ်အတွက်နည်းနည်းခြုံပြောပြရအောင်ဒီတစ်ခေါက်တော့နည်းနည်းလေးမော်ဂျူးကိုဗာရှင်ပြောင်းပြီးပြောဒီမော်ဂျူးဒီမော်ဂျူးပဲနော်လိုရောပြောပြီးသားလည်းမပြောတော့ဘူးနော်ပြောပြီးသားလည်းမပြောတော့ကျွန်တော်ဒီမှာရှိအဲ့ဆက်ဆက်ဖိုင်နယ်ဝင်ကြည့်လိုက်ဒီမှာမော်မော်ဂျူးဆိုပြီးကျွန်တော်မော်ဂျူးတွေကိုအဲ့တော့ဟိုပါပြီးမှ တော့ fine ချုပ်ပြီးဆိုမှဒါလေးတော့ကျွန်တော် category လိုက်ခွဲပြီးတော့ထည့်ပေးမယ်နော် closing တင်နေတန်းတန်းလို့ excel fine လေးကြတယ်ဟိုရောက်ဒီရောက်ဖြစ်နေတာလေးတွေကိုနည်းနည်းနားလည်ပေးပြ Okay ဒီမှာကြီး my module ဆိုပြီးကျွန်တော် module တစ်ခုပါလောက်ထားလဲဟုတ်လားကြည့်မယ် open with update ဆိုပြီးတော့ idea လေးလည်းဝင်ကြည့်လိုက်မယ်ကျွန်တော်ဒီမှာကျွန်တော် module ထဲမှာအရင်တစ်ခေါက်ကလောက်ပြခဲ့တယ် function ဘယ်လိုမျိုးထည့်ခဲ့လဲ1 2 3 4 function လေးမျိုးထည့်ခဲ့တယ်လေးမျိုးထည့်ပြီးတော့အဲ့ module ဘယ်လိုထည့်လဲ import နဲ့ဘယ်လိုထည့်လဲဆိုတာလေးကို i video file လေးကိုပြန်ပြီးတော့နားထောင်ပြပါဗျ import ရှိတယ် from import ရှိတယ် from import s5 ရှိတယ် โอเคมั้ยนะโมจูลโอสุมาดาดิโมจูลไฟแกจิมั้ยကျွန်တော်ရင်ခေါ်ပြောတယ်မော်ဂျူးဆိုတာဖန်ရှင်နေစုဖို့လို့ပဲကျွန်တော်ပြောခဲ့တယ်ဟုတ်လားမော်ဂျူးဆိုတာတနည်းအားဖြင့်ဖန်ရှင်နေဖန်ရှင်နေစုဖို့နောက်တစ်ခုမော်ဂျူး SA.py file မျိုးစားတစ်ခုပဲ .py file ပဲ Python ရဲ့ binary ကြီးမှာလည်းပါပြီးသားဟုတ်လား Python interpreter တိုင်း Python install လုပ်တာနဲ့သူ့မှာ official module တွေအကုန်ပါပြီးသား အားလေးတွေကျွန်တော်တို့ကယူပြီးတော့သုံးနေကြတာပြီးရင်ကျွန်တော်တို့ lower and core creation လို့တော့သင်ရတယ်ဒါပဲဒါပဲ program ဆိုတာ okay အဲ့မှာကျွန်တော်ပြောပြချင်တာ module အကြောင်းလေးကျွန်တော်ပြန်မိတ်ဆက်ပဲကျွန်တော်ကျွန်တော်ပြောခဲ့ module ဆိုတာ function တွေကိုစုဖို့ function ဆိုတာ statement တွေကိုစုဖို့နောက်ထပ်တစ်ခု class တွေလည်းဘာတွေကိုစုဖို့ပဲနော် method တွေကိုစုဖို့အဲ့တော့ method တွေဘာတွေဆိုတော့ statement တွေဆိုအဓိက grouping code ပါပဲ code တွေ group လုပ်လိုက်တာဟုတ်လား ကုတ်ကုတ်တွေကို group လို့တော့ဘာဖြစ်တော့ reuse ပဲပြန်သုံးလို့ရတယ်ကျွန်တော်တို့ print 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 ဆိုတာလေကုတ်တွေဆိုတာ statement တွေကို reuse ဆူထားတယ်ဆူထားတော့ကျွန်တော်တို့ကခုသုံးနေပိုင်းသွင်း print function print 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 လိုတဲ့ချိန်ကောက်ကောက်သုံးနေတာ print ကြီးပဲလာနေတာလေပိုင်းသွင်း interpreter တွေကနေ official ကြိုးပြင်ဆင်ပေးထားတဲ့ operation function လေးကိုကျွန်တော်တို့အများအားသုံးနေတာအဲ့ print ကိုကျွန်တော်တို့တစ်ခါသုံးလိုက်ပြန်ရေးပြန်လို့လားကုတ်တွေပြန်ရည်ပြန်မလို့ print 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 နဲ့နာမည်လေးခေါ်ခေါ်ပြီးတော့သုံးသုံးနေရမယ်တက်ချောင်းလုံးမလို့ okay ကြည့်မယ် code တွေ group လုပ်တယ်နော်ဘာတွေ group လုပ်လို့ရလဲ class တွေရော group လုပ်လို့ရတယ်ဒီ module တွေမှာနော် class တွေရော group လုပ်ပြီးရင်ကျွန်တော်တို့ပြောခဲ့ function တွေ group လုပ်လို့ရပြီးကျွန်တော် variable တွေ group လုပ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ running back code တွေ group လုပ်လို့ရတယ် okay မနော်လေးမျိုးတော့ရှိတယ်အခြေခံအဲ့ဒါဆိုတော့ပြန် running back code ကဘာလဲ very variable function class ကတော့တည်ပြီးသားတည်ပြီးသားရင် class ကမတင်ရဘူး။ yeah running back code လေးခလာထားလိုက်။ okay မနော် function variable တည်ပြီးသားဒါလေးစုဖို့ module ပါ။ဟုတ်ဒါဒါတိတ်မထူးဘူး။ဒီ match ကလေးကျွန်တော်တို့ပြောမယ်ဗျာ။ အခေါ်လေးတခုမှတ်တာပဲ module ထဲမှာစုထားတဲ့ class day function တွေ variable တွေ runnable code တွေကိုတိုင်ကြကြစမတ်ကြကြဘယ်လိုခေါ်လဲဆိုရင် attribute လို့ခေါ်တယ်ရှင်းပါကျွန်တော် class ကြောင်းလေးအာ programming foundation တော့ကျွန်တော်အားလေးကိုပြောခဲ့နော် attribute လို့အဲဆိုရင်တော့ဒီကောင်းလေးဘာလို့ခေါ်လဲ function mode တော့ဒီကောင်းလေးကဒီ module ရဲ့ my module ဆိုရဲ module ဖိုင်ကြီးရဲ့ဒီကောင်းလေးတွေဘာလေးလဲဆိုရင် attribute လေးတွေဟုတ်ကဲ့ attribute ဒီ function ဖြစ်ခြင်းဖြစ်မယ် variable ဖြစ်ခြင်းဖြစ်မယ် class ဖြစ်ခြင်းဖြစ်မယ် runnable code ဖြစ်ခြင်းဖြစ်မယ်ဒါပဲ အဖြစ်ပြုလို့ခေါ်တာအောင်နော်ဒါ knowledge တကူမှတ်တာပဲနောက်ထပ်တကူ module ရှိတဲ့ folder ထဲမှာကျွန်တော်အိစားစားဖိုင်မှာကြည်အကျွန်တော်ကကျွန်တော်ပြောခဲ့အောင်နော်ဒီ module file ကိုစလုပ်ပြီးခင်ဗျာ module ရှိတဲ့ folder ထဲမှာကျွန်တော်က module ကိုခေါ်သုံးလိုက်တာနဲ့တပြိုင်တည်းကြည်လားဘာကို create လို့လဲဆိုတော့ Python ဒီ automatic pycast တွေ့လား pycast ဆိုတဲ့ folder လေးနောက်ကဟွာလေးတွေဒီလိုအရှိရအရှိဝါနေတယ်အန်အန်ဒါစကိုရှိတူချစ်ပိတ်နောက်ပိုင်းနေပိုင်းကပ်ဆိုတဲ့ဖိုတာလေးသူပါလို့လဲ create လို့ automatic create လို့တာနော်ကိုလုံးနေမှာမဟုတ်ပိုင်းသွင်းတာဗရိုင်းရရေးပေးထားတဲ့ code တွေနဲ့သူကသူဒီမှာလာပြီးတော့ find ပြီးတော့အဲ့ဒီမှာကျွန်တော်တို့က science science ဟိုတော့တွေ့လား parent my module import d ဆိုပြီးတော့အဲ့ဒါတွေပါလို့ science science တော့သူ combine နဲ့ find find ဆိုပြီးတော့ compilation လုပ်နေတာလေ find ချမ်းလေးပေါ့လာလို့တယ်ဒီ find ချမ်းလေးကဘာထူးတာလဲဘာလို့အဲ့ဒါကြီးကိုတကူးကပြောနေရလဲမှတ်ချက်လေးတကူးပြောခြင်းလို့ပါဗျ i find လေး b ပုံမှန်တော့ဖြတ်ပြစရာမလိုဘူးဒါပေမဲ့လို့ change to your module ကျွန်တော်တို့ကများအကယ်၍ဒီ module ပါကျွန်တော်တို့သုံးတာဒီ module လေ module တွေတခုခု change ရင်ပြင်ချင်းနေ higher order တင်တာ inner bound နာမည်မကျမ်းငါ variable name လေးပြောင်းပြီးတော့သုံးလိုက်အောင်ဟာပြောင်းပြီး luckily လိုက်တယ်ဆိုရင်ဟုတ်ပြီဆိုရင် i find go you must delete this folder i folder ဘာလို့ပြောင်းဖြတ်ပြန်ဖြတ်ပြန်ပြီးသူကသူအစ်စ်ပြန်ဆောင်ပါဖြတ်ပြန်ဖြတ်ပြန်ပြီးတော့ကိုသုံးနေဆိုသူကသူဘာဖြစ်မှာလဲအစ်စ်ပြန်ဆောင်ပါဒါပဲအဲ့လိုမှမဟုတ်ဆိုပိုင်းတော့ဒီအဟောင်းကြီးလည်း ဖိုင်ကြိုင်းအဟောင်းယူပဲပြင်ပြန်သုံးနေပါအဲ့ဒါလေးကတော့ knowledge အနေနဲ့မှတ်ထားပေးဒီဖိုင်ကြီးကိုပြင်ဘလောက်ပြင်ပြီးဒီဖိုင်လေးကိုဖိုင်ကလေးကိုပြင်ပြီဆိုရင်အဟောင်းနဲ့ပဲသူလုံလုံနေတယ်အတည့်ရတရားမှုတွေရှိမှာမဟုတ် okay မနော်ကဲဗျာဒါဒီတော့ပိုင်းကက်ဖိုင်လေးအကြောင်းလေးပါဗျာကျွန်တော်ပိုင်းသွင်းရဒါဒါလေးကိုမပြသေးနော်ပိုင်းသွင်းဘယ်နှရှယ်ဆိုကျွန်တော်မပြရတယ်အဲ့တော့အတော့မမှန်သေးနော်ဒီနားလေးတော့ဆိုရတယ်โอเคနော်ကြည့်ပါဆိုကျွန်တော်ကအဲလက်တွေ့သွားတော့မယ်ဟုတ်နော် လူတွေကမှဒါကျွန်တော်တို့ပိုင်ဝါမော်ကျူရဲ့မှတ်သားလောက်ဆရာဘူယိုဖိုင်ပေါ့နော်အဲတော့ဘူယိုဖိုင်ကြားလို့ကျွန်တော်လက်တွေ့ရောသွားလိုက်မယ်နော်အိုင်ဒီယာလေးကဲ inbox တွေပါရင်တော့ကျွန်တော်ရှင်းမှပြောခဲ့ပြီလားဆိုတော့ two teacher ရောက်ပြန်ပြောတော့ဒီမှာကျွန်တော်မလုပ်မလဲဆိုရင်ကျွန်တော်တို့မော်ကျူရှိတဲ့ directory ကြည့်မယ်ဒါဒီကျွန်တော်တို့မော်ကျူကျွန်တော် my module ကိုပြန်သုံးပြရမယ်မော်ကျူရှိတဲ့ directory ရှိကဲဒီချိန်မှာသွားပြီးတော့ info rt inbox my module ထဲ my module ရှိရနော် mo du n s module သိလားမသိဘူးဒီမှာ error တက်တယ်ရှင်းမှတင်ခဲ့ exception လို့ပဲဒီ exception နာမည်လေးပါလေလဲဆိုရင် module no found error ဟောဒါသူရဲ့အဲဟိုနာမည် class နာမည်ပြီးရင်တော့ no module name my module ဟောသူက to official ထုတ်ထားတဲ့ message လဲဒါလေးပဲဒီစားကြောင့်ကျွန်တော်တို့ကပြင်ကျင်နေဆိုရင်ဗာနေဗာနေနဲ့ဗာနီးစနေနဲ့ပြင်လာနေဆို exception handling နီးပြင်လာနေပင်တာပဲဟုတ်လားဒါခု module ဗာအဓိကဗာတော့ तू module ထားတဲ့နေရာမသိတာ โอเคအဆင်ပြေတယ်ရတယ်မင်းဒီအဆင်ပြေတယ်အဲ့ဆိုတော့ဒီမှာဒီသူ့ရဲ့ fine balance ကြောင့်ကြည့်လိုက်အဲ့တော့နှစ်ချက်တောက်ပြီး copy ကူးလို့ရတယ်ဒါ fine balance ကြောင့်ကျွန်တော်တို့ module ရှိနေတဲ့ fine balance ကြောင့်ကျွန်တော်ဒီညမှာ Python သုံးဝင်ပြအောင် Python share ကိုခဏသုံးပြနေတယ်ကြည့်မယ်သူ့ရဲ့ဟော directory ကိုပြောင်းမယ်သူ building လို့ building အာရုံပြုနေတယ်ဒါ Python interpreter ကြီးရဲ့ဘယ်လိုအာရုံပြုနေလဲပြီးရင်ကျွန်တော်ပြောမလားသူ့ရဲ့မူရင်း module တွေ ဘယ်နှထားလဲဆိုတော့ तू อ่ะအဲ့ဒီမှာပဲ तू อ่ะလမ်းပြီးတော့ချိန်ဆက်ဒါပေမဲ့ကို program လိုရတယ်ဆိုမော်ဂျူကို directly ချိန်ပြီးလို့ရအဲ့ဘာနဲ့ဘာနဲ့ချိန်မလဲဆို import import ဒီ import အကြောင်းသင်ပြီးပြီမော်ဂျူအကြောင်းသင်ပြီးဆိုကျွန်တော်သူ့ရဲ့ operation module တစ်ခုကိုသုံးတယ်အဲ့ဒါဘာလဲဆို os os ဆိုတဲ့ module တစ်ခုကို import လုပ်လိုက်တယ် enter ခေါ်လိုက်တယ်ဝင်သွားပြီကျွန်တော်အခုလုပ်မဲ့ထင်မှာ os ဆိုတဲ့ module တစ်ခုဝင်အဲ့ဒီကကျွန်တော်ဘာလို့သုံးပါလဲဆို os os ထဲမှာဘာတွေရှိလဲကြည့်လိုက် control space နဲ့အဲ့လိုပြကျွန်တော်သုံးနေတာ ch chain dir CHDI ရွေးလား CHDI ရောချက်ထားလိုက်โอเคပြီးရင်တော့ဟာမက်တက်လေး oh sorry data OS OS ဆိုတဲ့ module ရဲ့ပါတော့ function ဖြစ်နေတာဖြစ်တဲ့အတွက်သူ့ကိုကျွန်တော်တို့က present this လို့ရတယ်ဒါ present this ရဲ့တင်ပြတယ်ပြီးရင်တော့ control ဘူးဟုတ်ပြီ control ဘူးဆိုပြီးကျွန်တော် data တွေ change လိုက်တယ် change လိုက်တယ် sorry control as name လို့ data တွေ change လိုက်ပြီနော်ဒီ data တွေပဲ change လာတော့ခုနကခုနက copy ကောသူ့ရဲ့ string string ကိုလမ်းကြောင်းထည့်လိုက် run ကြည့်မယ်အဲ့ဒါခောက်ကြည့်မယ် run ကြည့်မယ် error တက်တယ်ဟုတ်ကျွန်တော်ပြောပြီးဒီလိုရတာဒီလိုဖိုင်ပန်လန်းကြောင်းနေတာနဲ့ protocol ဘိုင်းဆိုင်ရာတွေထူးခြားတဲ့ character တွေပါတဲ့နေရာမှာဆိုရင် Python 3D ဘာပေါ်လာလဲဆိုရင် raw ဟောတမြင်လို့မရအောင် sorry ဟုတ်လား raw string ဆိုတာပေါ်လာဒီ error ကိုကြည့် syntax error ဟောတွေ့လားဒါဒီလဲ exception တခုပဲနော် syntax exception သူ့ရဲ့ officer ထိုးတဲ့ message ကဒါ unicode error ဘာညာဘာညာဘာညာဟုတ်လား syntax error ဟုတ်ပြီဒါတော့ကျွန်တော် os change ဆိုတဲ့အခါကျွန်တော် copy ပြန်ကူးမယ်ပြန်မရိုက်တော့ဘူး Groovy OS ကတော့ကျွန်တော် import လုပ်ပြီးသားနော်ဒီနောက်မှာကျွန်တော်ဗာလေးထားလိုက် R လေးထားလိုက် raw string anchor ဩရောင်းပြီးတော့ controls ကိုသွားသားနှိပ်နေ find တင်ပြီး okay ဝင်သွားပြီ directory change သွားပြီကျွန်တော်တို့ရဲ့ python directory ပါဖြစ်သွားပြီ change သွားတဲ့အချိန်မှာကျွန်တော်တို့ import my module ဆိုတဲ့ကျွန်တော်ဗာလုပ်လို့ရရောသုံးလို့ရပါတယ် control c ဗာဖြစ်လို့လေဒီ directory ထဲမှာ my module ရှိနေတာကိုဟုတ်ပြီနော် import my module ဆိုပြီးကျွန်တော်သုံးမယ်သုံးပြီးကျွန်တော်အဲ့ my module ကိုဗာလုပ်မှာ my module my module အကြောင်းကိုကြည့်ကြည့်ရင် dir ဟုတ်မိုင်မော်ဂျူးလေးမှာဘာတွေရှိလဲ DIR function လေး Britain DIR function လေး3000ကျတာပဲနောက်တော့အခုအစ်တစ်တွေလာနေရနော် control wheel တဲ့ DIR မိုင်မော်ဂျူးဆိုရိုက်လာဟုတ်မိုင်မော်ဂျူးလေးမှာဘာရှိလဲကျွန်တော်တို့ဒီမှာဒီမှာရှိရလေမက်တလေးမျိုးရှိရင်မိုင်ဘာရှိတယ် Annan ရှိတယ် Mate Found ရှိရယ် Duet ရှိရယ်ဒါရင်ခေါက်ကတင်ငယ်တင်ငယ်လာအဲ Annan Duet Mate Found တဲ့တော့တော့ character ဆင်းနိုင်သွားတာ ਨੇ တွေ့ဟုတ်တယ် Annan Duet Mate Found Mine ဘာဟုတ်ကျွန်တော်ရဲ့ method 4ခု sorry function 4ခုစုထားတယ် ဟာဆိုဒီကောင်နဲ့ဘာကောင်နေလဲရှေ့မှာရှိရှိနောက်ရှိရှိရှေ့ရှိရှိနဲ့ဒီကောင်နဲ့ဘာကောင်နေလဲ no ဒီချိန်မှာလောလောဆယ်ဘီဂန်နာနဲ့မတီးလိုက်ရသိကျင်ချောက်ချာကျွန်တော်မပြောသေးဘူးဟုတ်လားဒါစီကျွန်တော်သူလဲသူလောက်ပေးထားတဲ့ building function တွေပဲဟုတ်လား adios a fine loader name package ဒါ module တစ်ခုမှာပါနေတဲ့ building ကိုလောက်ဆောင်တယ်ဘယ် module ကိုတွားပြီးတော့ dir ဆိုပြီးရိုက်ရိုက်ဒီလိုထွက်လာနိုင်မယ် okay မနအဲ့ဒီကနေစပြီးကျွန်တော်တို့တုံးချင်နေတာကျွန်တော်တို့ဘာလို့လုပ်ရလဲတုံးလို့ရတယ်နမူနာလေးနဲ့ရှေ့မှာလည်းတုံးပြပါလဲအဲဒီထဲမှာပေါင်းနေတာလေးတုံးမယ် ပေါင်းနေရလဲဆိုမဲ့အနန်းဆိုတဲ့မသက်မှားမှာကြောက်လို့ဒါတိုင်းပဲကြီးဟုတ်လားကိုရိုစီကိုဘီဟုတ်လားအနန်းဆိုတဲ့မသက်ကိုကျွန်တော်သုံးဒီချိန်မှာသုံးလို့ရမလား no ဘာဖြစ်လို့လဲမော်ဂျူနိမ်းပဲခေါ်တာကျွန်တော်တို့ကမော်ဂျူနိမ်းကိုကခေါ်ပြီးတော့သုံးပေးရတယ်ဗျာအားလေးမှတ်ထားပြီးတော့ရှေ့မှာလဲကျွန်တော်တင်ခဲ့ module my modules.fn နန်းထဲမှာကျွန်တော်ဗာထည့်မလဲအဲ3ထဲဟိုးဒီမှာ4ထဲ undercore 712တွေ့လား ဒါကျွန်တော်တို့ mind module အသုံးတယ်ဒါကျွန်တော်အာပိုင်းတော့ share နဲ့လော်လော်ကူကူပြလိုက်တယ်ဟုတ်ကဲ့အဲ့ဒါကျွန်တော်တို့ဒီမှာ knowledge တခုရလာတယ် DIR function ဟုတ်ပြီနောက်တော့ inbox from inbox ကိုသွားမယ် from inbox module ဟုတ်ကဲ့ထဲဝင်တဲ့နေ့မလူတော့ဘူးနော် fro1 from im po im sorry port inbox from inbox from inbox from ဘယ်ကနေ from မှာလဲ mind module ကနေ from မှာ from my module control c control v ကိုတို့ we sorry from နဲ့ my module from my module import ဘာကိုထည့်မှာလဲကျွန်တော်ဒါလေးပဲထည့်လိုက်မယ်ဒီ modular ကိုပဲထည့်လိုက်မယ်နော် import as နဲ့ဟော import as နဲ့ကဲရမ်းနော်ဒီ data ကိုကျွန်တော်ရှင်းပြချင်လို့ import as နဲ့ထည့်လိုက်တယ်အဆင်ပြေပါထဲပုံထဲနေပြောင်းသွားပြီပြောင်းသွားတဲ့ချိန်မှာဘာကွာလဲကျွန်တော်ကြည့်မယ်အ DI ရ DI ရ function နဲ့ပြန်စတော့မနော် DI ရဘာကိုစေအောင်မလဲဆို my module ကိုထည့်စေအောင်ကြည့်ထားပြီကြည့်ထားပြီနော် beginner နားလည်နေရမယ်တလား memory ကြောင်းကိုလည်းနားလည်နေရမယ် okay အဲ့နောက် oh sorry ရှေ့မှာ my module ထည့်ထားလို့လေ sorry sorry တကယ်ဆိုရင်ဒီခြေနေမှာကျွန်တော်ဒီဒီဒီပုံစံကိုသုံးပါနော်ဒီပုံစံကိုသုံးပါ copy ထားမယ်အဲဒီဒီခြေနေရရင်ဒီခြေနေမမြင်ရရင်နော်ဒါ my module မှာ verify ဖြစ်ရှိတယ်အဲဒါလေးတက်တယ်အဲ modification လေးတက်တယ် okay ဒါပြန်ပိတ်လိုက်မယ်ကျွန်တော်ပြန် run မယ်အဲ final restart 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 adjust undo undo option ခါနေ restart share share ကိုကျွန်တော် restart ပြန်လုပ်လိုက်ခဏလေးနော် restart ပြန်လုပ်လိုက်မယ်ကျွန်တော်ဒါတွေဟိုမလုပ်ချင်လို့ control ဝင်ဟုတ်ပြီ from inbox my module ကိုသွားဆက်ဟောဒီအချိန်မှာအဲ့ရတယ်ဟုတ်လား from my module inbox as နဲ့ syntax error အဲ့ရတယ် invalid statement sorry ခဏလေး okay နော်အဲဒီပုံစံများကိုကျွန်တော်ဒီမှာဒီ restart restart ကိုမကြည့်သေးတော့ကျွန်တော်ဒီနေ့သင်ခဲ့တဲ့နောက်ပြန်ပြောပြမယ်နော် from my module ထည့်တဲ့အချိန်မှာ module မရှိဆိုတော့ကျွန်တော်ပြချင်တယ်ဟုတ်လား ဒါကြောင့်တော့ inbox my modules my module ရဲ့ဒီဒီ statement လေးကျွန်တော်ပြန်ကူထားမယ်ဒီဘာကို idea လေးကို copy ယူမယ်နော် idea လေးကိုကျွန်တော်ပြန်ဖွင့်မယ် okay idea လေးပြန်ဖွင့်မယ်ခဏလေးနော်ခဏလေးတိကမ်းကြည့်ပေး okay okay idea လေးမှာကျွန်တော် from sorry os နဲ့ပြန်ပြီးတော့ dir ပြောင်းရအောင်မယ်ဟုတ်လားပြောင်းလိုက်မယ် info rt inbox os inbox os ပြီးရင်တော့ os.c c drive ch ဒီအရာဒီအရာချိန်မယ်ဘာကိုချိန်မှာလဲဘာကိုချိန်မှာလဲဒီမှာကြည့်ရတယ်ကြိုက်တဲ့ double correction single correction ဒီအပိုင်းသွင်းရဲ့ module ရှိတဲ့နေရာကျွန်တော်ချိန်ကြ control c u control c u ပြီးရင်ကျွန်တော် control v သွားပြီးရင် raw string ပုံစံသွားရမယ်ဒါဒီပုံနေနေတော့မဟုတ်ဘူးဗျဒီလိုလေးတွေသွားတင်တာဟုတ်ပြီးကျွန်တော်တို့ im viewer ဒီ import oh sorry control z import 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 ပြောင်းလဲသွားမယ် my module စလုံးပေါင်းတော့မမသေးနဲ့ဒီမို့ du and es more choose my inbox or from inbox sorry ဗျာ f r 1 dari kan lah f r 1 from my module inbox i from inbox i am free f o r t inbox ကျွန်တော်ဗာပြောနေတာလေလိုရင်းမြောက်တယ်နော်ခဏလေး um from my module inbox ဘာလို့ထည့်မလဲဆိုတော့ add ပြည့်ရမှာ s n u m s နဲ့ s နဲ့ဒီထဲမှာ module name တစ်ခု s နဲ့ဟုတ်မလား s နဲ့ s နဲ့ဆိုရဲကျွန်တော်ထည့်လိုက်တယ်ဟုတ်မလားဒီချိန်မှာကျွန်တော် dir နဲ့ pass တယ်မတူတာကိုကျွန်တော်ပြမလို့မတူတာ low import တွေမှာဘလို့အကျိုးကျေးဇူးရှိလဲ modu and yes module ဟုတ်လားကျွန်တော်ကြည့်ကျွန်တော်ထည့်ထားတာ from import from my module import s နဲ့ကျွန်တော်ထည့်တာ import s နဲ့ okay ကျွန်တော်အဲ့ဒါကို dir ဆိုတော့ my module ကိုလာဆက်တယ်အဲ့မှာ error တက် name error name my module is not defined as တွေ့လားစလုံးမောင်းမမအောင်နော်စလုံးမောင်းမမအောင် ဒီအရာစစ်တဲ့အချိန်မှာ तू မိုင်မော်ဂျူးဆိုတော့မမြင်ဘူးအဲ့ဒါဘာလို့ပြောရလဲဆိုရင်ကျွန်တော်တို့မော်ဂျူးကလည်းမော်ဂျူးတစ်ခုလုံးကိုထည့်တာတကယ်ကြမကောင်းဘူးဆိုတော့ပြောတာ memory ပေါ်မှာအရင်ခေါက်တင်ခဲ့တာ memory ပေါ်မှာဆိုတော့မော်ဂျူးကောင်လုံးသူကယူပြီးတော့ memory ပေါ်မှာလှုပ်ဆွဲတင်လိုက်တော့ဖြစ် memory ပေါ်မှာမိုင်မော်ဂျူးဆိုတာကို तू ပြီးခုကျွန်တော်တို့မိုင်မော်ဂျူးဆိုတဲ့နေရာမှာအနန်ဆိုတာလေးကိုပဲကျွန်တော်တို့ဘာလို့လိုက်တာလဲဆွဲထည့်လိုက်တာဖြစ်တဲ့အတွက် तू တည်တာဘာလို့ပဲဒီမှာအနန်ဝင်ဒီမှာမိုင်မော်ဂျူးကိုမသိလိုရဲ function လို့ပဲပြော memory ပေါ်မှာလှုပ်တယ်အဲ့ဆိုကျွန်တော်တို့က program တက်တာ အဲ okay မနော် memory နေရာတက်တာမှာ module နဲ့ function နဲ့ဘယ်ကပုံများမှာတော့ module ကပုံများမှာလေ file size ကြီးမယ်လေ function တော့ lower level ထည့်ရတာအဲလိုမလိုဘဲနဲ့လေ online ကျင်းလိုက်ကြီးထည့်ရရမလိုဘူးဆိုတာကိုကျွန်တော်တို့ပြနေရမယ်အဲ့မှာကျွန်တော်တို့ dir နဲ့ဘာကိုစစ်ကြည့်မလဲဆိုရင် dir နဲ့ vidin function နဲ့ dir vidin function နဲ့ကျွန်တော် nan ဆိုတဲ့ function ကိုစစ်ကြည့်မယ်သူလဲသူ့မှာ official vidin ဟုတ်လား written ပါတယ်ရှိမလဲဆို method တွေရှိတယ် written function တွေပါတယ်အဲဆိုကျွန်တော်တို့ကဟာငါတို့လုပ်လိုက်တာကအနန်လေးတခုတယ်ဘာလို့သူကဓာတ်တွေရှိပါလဲလာပြနေရလဲဓာတ်တွေဒီ programming language တိုင်းသဘောတရားပဲကိုမလုပ်ပြင်မယ် automatic နောက်မှလုပ်ပေးထားတဲ့လုံဆောင်ချက်တွေရှိနေတယ်အဲ့ဒါတွေရှိမှလည်းကျွန်တော်တို့က run လို့ရမှာလေကျွန်တော်တို့ဒီ hardware level kernel level ထိကျွန်တော်တို့တောင်းမကြည့်နိုင်ဘူးဟုတ်လားဒီ level တွေဒီ method တွေကဘယ်ဟာတွေနဲ့ဘယ်လိုချိန်ဆက်ထားလဲဆိုတာကိုခုချိန်မတိသေးလဲရတယ်ဒီလို official ဖြစ်တင်လေးတွေရှိတယ်ဆိုတာကိုကျွန်တော်တို့မှာဖြစ်နေရမယ်သိနေရမယ်ဟောကျွန်တော်တို့ java သင်ပြီးလေအခုလဲရတော့ java နည်းနည်းနည်းစုံနေပြန်ကြောက်လေဆိုရင် object solve မယ် java object တကူစောင်းလိုက်တော့ဆိုရင် java မှာကိုမလုပ်တဲ့ constructor တွေဆို automatic create လုပ်တာကိုမမြင်ဘူးကိုလည်းမသိဘူးဟုတ်မလားအလုံးမလုံးမတော့သိတယ်ကိုမမြင်အောင်တော့နောက်ခံနေလုံးနေရတယ်ရှိတယ်ဆိုတာကိုမှတ်သားထားပေးပါဗျ okay thank you ဗျာပြီးကျွန်တော်တို့အဲ module ကြောင်းလေးကိုနည်းနည်းလေးဆက်သွားအောင် module တုံးကြရပြင်ပေးတယ်မယ်ဂျိုးလေးနည်းနည်းဆက်တက်ပြီနော်15မိနစ်ရှိသွားတယ် okay တက်ခဲ့ပြီ